ထိုင်းဝင်ကြီးချုပ်ပေတုန်နရှင်နာဝက်နဲ့ကမ္ဘောဒီးယားအုပ်ဆောင်ကြီးဟွန်ဆန်တို့ကြားထဲမှာပြောဆိုတဲ့အတန်ဖိုင် ပေါက်ကြားမှုပြီးထိုင်းညွန့်ပေါင်းဆိုရာဟာပြုကွဲစားပြုလာပါပြီ။ဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့အထိတောင်းဆိုမှုတွေရှိနေပါတယ်။ပေတုန်တန်ကတော့ပြည်သူကိုတောင်းပန်တယ်လို့ဆိုလာပါတယ်။ထိုင်းဝင်ကြီးချုပ်ပေတုန်နရှင်နာဝက်နဲ့ကမ္ဘောဒီးယားအုပ်ချုပ်ဟွန်ဟွန်ဆန်တို့အလို့တော်ဖုံးပြတဲ့အတန်ဖိုင်ပေါက်ကြားလာတဲ့နောက်ထိုင်းညွန့်ပေါင်းဆိုရာဖွဲ့အခြေအနေဟာတော်တော်လေးကိုကတိငြိမ်ရန်ရှိလာပါတယ်။ ပေါက်ကြလာတဲ့ဖုန်းတန်ဖိုင်ထဲမှာပေဒိုနေရှင်နာဘကထိုင်းစစ်တပ်ရဲ့ဂုံတိုက်ခါကိုထိခဲ့စီမဲ့စကလုံးတွေပြောဆိုထားတယ်လို့ဆွဆွဲပြီးအာနာယဖြူထိုင်းပါတီဦးဆောင်တဲ့ညွန်ပေါင်းဆွေရဖွဲ့ကလည်းကွန်ဆာဗေးတစ်ပါတီကနှုတ်ထွက်သွားပါလေကွန်ဆာဗေးတစ်ပါတီဟာညွန်ပေါင်းဆွေရထဲမှာဖြူထိုင်းပါတီအတွက်အားကောင်းဆုံးမိဘအင်အားစုဖြစ်ရည်တည်ခဲ့တာပါဒါကြောင့်ဖြူထိုင်းပါတီရဲ့ဆွေရဖွဲ့ဟာတော်တော်လေးကိုရွံ့ညော့သွားတယ်လို့ပြောလို့ရပါတယ် ဘုံကြိုင်တိုင်းပါတီလို့ခေါ်တဲ့ကွန်ဆာဗေးတစ်ပါတီရဲ့အောက်လွှတ်တော်ရွေးကောက်ခံအမတ်နေရာ69နေရာရှိပါလေသူတို့နှုတ်ထွက်သွားတဲ့အတွက်အဲ့ဒီ69နေရာကိုဆုံးရှုံးလိုက်ခြင်းကညွန်ပေါင်းဆိုးရအနေနဲ့လွှတ်တော်ထဲမှာပြိုင်ဘက်တွေထက်အသာစီးယူရည်တည်ဖို့ခက်ခဲသွားပါလေဒါအပြင်ညွန်ပေါင်းဆိုးရထဲမှာပါဝင်တဲ့ United Thai မျိုးသားပါတီနဲ့ဒီမိုကရက်ပါတီတို့ကလည်းလက်ရှိအခြေအနေတွေကိုဇော်လစကွေညနေပိုင်းမှာအရေးပေါ်တွေ့ဆုံဆွေးနွေးမယ်လို့ပြောပါလေထိုင်းစစ်တပ်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိသေးပေမဲ့ အာနာသိန်းခံရမှာကိုလူတို့ကတော့ကြောက်ရွံ့နေကြတာဖြစ်ပါလိမ့်တကယ်လို့သာဒီဇွန်စကွေးညနေပိုင်းတွေ့ဆုံဆွေးနွေးမှုမှာအဲ့ဒီတက်ကပါတီတွေထက်နှုတ်ထွက်သွားရဲ့ ပေတုံတန်ဦးဆောင်တဲ့ညွပေါင်းဆိုးရအဖွဲ့ဟာကြာဆုံးသွားနိုင်ပါတယ်။ရွေးကောက်ပွဲအစ်ကျင်းမရတာဒါမှမဟုတ်ညွပေါင်းဆိုးရအစ်ထက်ဖွဲ့ဖို့မဟာမိတ်တွေရှာဖွေရတာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ပေတုံတန်အတွက်ကြီးမားတဲ့ပြင်းထန်တဲ့ဖိနှိပ်မှုကြီးကိုခံစားနေရပါတယ်။ဒီတော့တွင်မှာပဲငိမ့်စောက်ဘူသူကြီးပရာဝတ်ဝန်ဆောင်ဝဲဦးဆောင်တဲ့ပလန်ပရာချက်ပါတီကလည်းပေတုံနယ်ရှင်နာဝတ်အနေနဲ့ဖုန်းခေါ်ဆိုမှုထဲမှာပြောထားတဲ့စကားတွေတာဝန်ယူပြီးယာတို့ကနှုတ်ထွက်ပေးဖို့တောင်းဆိုလာပါတယ်။ပရာဝတ်ဟာ ပေတုံနယ်ရဲ့အတော်ရှင်လက်ရှင်နာဝကဝန်ကြီးချုပ်ဖြစ်ဦးဆောင်ခဲ့တဲ့ထိုင်းဆိုရကို2014မှာအာနာသိန်းဖြုတ်ချမှုနဲ့ထိုင်းစစ်တပ်ရဲ့ဒုတိယအကြီးကျယ်လေးဖြစ်ပါတယ်။ဇွန်15ရက်နေ့ဖုန်းခေါ်ဆိုမှုဟာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားမရှိကြုံနေရတဲ့နယ်စပ်ရေအငင်းခုံတွေကိုပေတုံနယ်ကလက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဖြစ်တောင်းယူထားတဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့အုပ်ဆောင်စန်ဒတ်ဟွန်ဆန်နဲ့အလွတ်တဘောဆွေးနွေးမှုအတွက်ဖြစ်ပါတယ်။ဟောဆာဟာပွန်လေးမြင်တာမျိုးရှိစေဖို့အတွက်ရည်ရွယ်ပြီးအဲ့ဒီဖုန်းပြောဆိုမှုကိုအတန်းတွင်းထားပါတယ် သူကိုယ်တိုင်လည်းတော့ဝန်ခံကလေးပြုပါတယ်။အဲ့ဒီဖုန်းပြုံးမှုက16မိနစ်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။19မိနစ်ကြာခဲ့တဲ့ဖုန်းခေါ်ဆိုမှုကလည်း6မိနစ်စာ ဖြစ်တော့ယူထားတဲ့အတန်ဖိုင်ကိုဟွန်ဆန်က ဖြန့်ဝေခဲ့တာတော့မဟုတ်ဘူးလို့ဆိုပါလေ။ဒါမဲ့သူကအဲ့ဒီအတန်ဖိုင်ကိုအစိုးရအရာရှိလွှတ်တော်အမတ်တွေပါဝင်လူ80လောက်စီမျှဝေပေးခဲ့ပြီးအဲ့ဒီတွေကတရားရုံးကစီးဖောက်ခဲ့တာဖြစ်လိမ့်မယ်လို့ဟွန်ဆန်ကဆိုပါလေ။ပေတုံနယ်အတွက်အဓိကပြဿနာတက်စီမဲ့ကိစ္စကသူမဟာနေဆက်ပြဿနာနဲ့ပတ်သက်ရင် ထိုင်းဆိုရရဲ့အမြင်နဲ့စန့်ကျင်တဲ့အတန်တွေကိုနားမထောင်ဖို့ခေါ်ဆန်ဖို့ပြောခဲ့တာဖြစ်ပါတယ်။သူ့စကားကနေဆက်လုံချုံရေးကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်တို့ကိုယဉ်ညွတ်တာဖြစ်ပြီးအဲ့ဒီဗိုလ်ချုပ်ဟာနိုင်ငံကောင်စားရေးအတွက်သူ့ကိုယ်သူလူကြိုက်များအောင်အာရုံစိုက်ခံရအောင်လုပ်နေတာဖြစ်တယ်လို့ပေတုံနန်ကပြောခဲ့ပါတယ်။ဒီကိစ္စဟာမြန်ပေါင်းဆိုရတဲ့ကစစ်တပ်ကိုထောက်ခံတဲ့ဘုံကြထမ်းလို့ပါတီတွေတော်တော်အကြီးကျယ်ဒေါသထွက်เสียဖြစ်ခဲ့ပြီးအကွဲပြဲဇက်လန်းတွေစတင်ခဲ့ပါတယ်။ အခြေအနေတွေရှုပ်ထွေးလာတဲ့နောက်ဇွန်16ရက်ညပိုင်းမှာပေတုန်နဲ့ဟာရေးပေါ်သတင်းစာရှင်းပွဲကျင်းပပြီး သူပြောခဲ့တဲ့စကားတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကတင်းမာမှုကိုရှော့ချဖို့ရည်ရွယ်တဲ့ချီကမှုပုံစံအစ်စ်တာဖြစ်ပြီးစစ်တပ်ပေါ်ခါသည်နေတာမျိုးစစ်တပ်ပေါ်ပြဿနာလုပ်တာမျိုးမဟုတ်ဘူးလို့ဖြေရှင်းပါတယ်။တမမှာတော့ထိုင်းစစ်တပ်ဟာပေတုန်နဲ့ရဲ့ဖခင်တပ်စင်ရော အတော်စီဖြစ်သူရင်လက်စီကပါအာနာသိမ်းမှုနဲ့တမိုင်းကြောင့်မျိုးရှိပါတယ်။ပေတုံတန်ကခိုင်းဆိုးရရဲ့လူလာမှုဟာကမ္ဘောဒီးယားနဲ့အငင်းပွားမှုတွေပြေလျော့စေကိုသာဥတည်တယ်ဆိုပါတယ်။နောက်ပြီးသူ့အနေနဲ့ယုံကြည်စိတ်ထမှုကင်းမဲ့သွားပြီဖြစ်လို့ဟွန်ဆန်နဲ့ပုဂ္ဂိုလ်ရေးတည်တဲ့စကားပြောတာလုပ်တော့မှာမဟုတ်ကြောင်းတည်ပြပါတယ်။ခုကိစ္စအကြောင်းပြပြီးရှင်ရှင်တသိမိသားစုနဲ့ဟွန်ဆန်တို့ကြားကပုံကိုရခင်မြင်းမှုပါအဆုံးသက်သွားပြီလို့ယုံကြည်ရပါတယ်။ ပေရိုနယ်ရှင်နာဝတ်ဟာ2024ဩဂုတ်မှာဝင်ကြီးချုပ်ဖြစ်လာပြီးအရင်ကခါးသီးဆုံးပြောင်းလဲတွေဖြစ်ခဲ့ပြီးတဲ့ PTB နဲ့ Conservative တွေပေါင်းစည်းထားတဲ့ညွန်ပေါင်းအစိုးရကိုဟန်ချက်ညီအောင်စ조사ဥဆောင်နေတာဖြစ်ပါလေခုတော့အတန်ဖိုင်ပေါကြောင်းမှုရဲ့နောက်ဆက်တွဲဖြစ်သူမရဲ့ဝင်ကြီးချုပ်နေရာလဲလှုပ်ခတ်လာပါတယ်လက်ရှိထိုင်းညွန်ပေါင်းအစိုးရဟာဝင်ကြီးချုပ်တို့ကိုလဲဆုံးရှုံးခဲ့ပြီးသားပါစီဝိုင်းလုံငန်းရှင်ဟောင်းစရိတာဟာတရားဝင်ကြောင့်မနစ်ကရာဒူးကနေဖယ်ရှားခံခဲ့ရပြီးသူ့နေရာကိုပေတုံနံကဆက်ခံခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ထိုင်းဆိုရအင်တော်ရှင်မှာဝင်ကြီးချုပ်ပေတုံနဲ့အနေနဲ့ယာလူကနှုတ်ထွက်ဖို့ဆန္ဒပြမှုတွေရှိနေပြီလို့သိရပါတယ်။ထိုင်းနိုင်ငံပြည်ပြောင်းလဲရေးအကြောင်းသားတွေနဲ့ပြည်သူ့ကွန်ရက် PDRC ဖွဲ့ဟာဘန်ကောက်မြို့ဆိုရအင်တော်ရှင်မှာဒီနေ့နဲ့နဲ့ကဆန္ဒပြပါတယ်။နိုင်ငံသစ္စာဖောက်မှုတိုင်းပြည်နဲ့မျိုးကိုရောင်းဆောင်မှုဆူဆွေးချက်နဲ့ဝင်ကြီးချုပ်ယာလူမှနှုတ်ထွက်ပေးဖို့ထုတ်ပြန်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာထိုင်းနိုင်ငံဟာနေဆက်ဖြတ်ကျော်ကျူးကျော်ဝင်ရောက်မှုတွေကြောင့်ကမ္ဘောဒီးယားနဲ့ဆစ်ဖြစ်နိုင်ခြေရှိကြောင်းဖော်ပြထားပေမဲ့ အစိုးရကနိုင်ငံချုပ်ချာအာဏာကာကွယ်ရမှာခိုင်မာစွာယက်တီခြင်းထက်အားနည်းစွာနဲ့ကမ္ဘောဒီးယားဘက်ကအခြေအနေလက်ခံခဲ့တယ်ဆိုပါတယ်။ထိုင်းပြည်သူတွေအနေနဲ့ထိုင်းတိုင်းနိုင်ငံကိုကာကွယ်ဖို့အတွက်စီလုံးညီကြဖို့ညွန်ပေါင်းအစိုးရကနှုတ်ထွက်ဖို့ညွန်ပေါင်းပါတီအားလုံးကိုလည်းတောင်းဆိုနေပါတယ်။ဇွန်21ရက်နေ့မှ24ရက်နေ့ထိနိုင်ငံတော်အုပ်ချုပ်ရေးဗဟိုတရားရုံးရှိမှာစုဝေးပြီးတော့အစိုးရနဲ့ဝန်ကြီးချုပ်ရုံးကိုဖိအားပေးဖို့ပြည်သူတွေကိုဖိတ်ခေါ်နေပါတယ်။ ကမ္ဘောဒီးယားနဲ့နယ်စပ်ရေးတင်းမချိန်ထိုင်းဝန်ကြီးချုပ်ပေရွန်နန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းအထက်လွှတ်တော်ဩဂရာဟော်ဆင်တို့ရဲ့အတန်ဖိုင်ပေါက်ကြားမှုကြောင့်အခုခါပြည်ထနာတွေဟာပုံမှန်ကြီးထွားရှုပ်သွေးသွားပြီပဲဖြစ်ပါတယ်။